ဟယ်လိုအလုံးမင်္ဂလာပါကျွန်တော်အခုလေ့ကျင့်လိုက်တဲ့ပိုဆရာလေးဒီအစ်တန်ကပညာစာထဲမှာပါတယ်ကျွန်တော်တို့စူတာကူမာစနာပေါ့နော်အဲအစ်တန်ကပညာစာလေ့ကျင့်နေလို့ဆိုတော့သိပါတယ်အဲ့တော့အရန်လုံးနေရန်ခုံနေနော်မာဆယ်ကိုညှစ်ထားတယ်အသက်ရှူရတယ်ဦးဂျိုင်းပရနာယာမကိုတုံးပြီးတော့ဒါတော့မှကျွန်တော်ဒါအခုဒီအွက်လေးကိုပဲကျွန်တော်လေ့ကျင့်လေ့ကျင့်ပြတာပေါ့နော်သူကပညာစာနဲ့အတူတူအဲ့တော့ advance ပို့ချဖြစ်တယ်ဒီပို့ချာက advance ပို့ချာအဲ့တော့အစတငါယောဂရဲ့ half primary ပြီးသွားတဲ့နောက်မှာဆက်ပြီးလေ့ကျင့်တဲ့ပို့ချာပေါ့အဲ့တော့ supta ဆိုတာက sleeping aid တော့ပြောတာကုမစနာက tortoise အဲ့တဲ့လက်ကလေးပေါ့နော်အဲ့တော့အဲ့မှာသူ့မှာပို့ချာနှစ်ခုရှိတယ်ပထမတစ်ခုကလက်ကလေးပေါ့ဒုတိယတစ်ခုကတော့ sleeping လောက်တဲ့ချိန် sleeping လောက်တဲ့ချိန်သူ့ကိုယ်ကိုကာကွယ်ဖို့အတွက်သူကကြုံကြုံလေးလောက်ပြီးတော့အထဲမှာနေနေရပါတော့ တော့လိတ်သည်ကျမတို့လိတ်ကလေးလိုပဲဒီ post ရသည် is take time အချိန်ပေးရမယ်ပေါ့နော်ကျမတို့အချိန်လိုတယ် no rush rush လုပ်လို့မရဘူးအဲ့ဒီတော့ကဘာလို့ no rush advance post လို့ပြောလဲဆိုလို့ရှိရင်ဒီ post ဒီကျမတို့ deep hip flexion deep spine flexion spine flexion က deep ဖြစ်နေတယ်ပြီးရခါမှဆိုရင် hip flexion hip opening အများကြီးလုပ်ထားရတယ်အဲ့တော့ဒီ hip opening တွေအဲကျမတို့ လှုပ်ထားခြင်းသည်အရှိပိုင်းမှာ ကျွန်တော်တို့ standing post ရှာတွေကိုကောင်းကောင်းလေ့ကျင့်ခဲ့မယ်ဆိုလို့ရှိရင် hit opening တွေကိုကောင်းကောင်းလေ့တာလေ့ကျင့်ခဲ့မယ်ဆိုလို့ရှိရင်ဒီ post ရှာကိုကျွန်တော်တို့ရောက်တဲ့အချိန်မှာအဆင်သင့်ဖြစ်တဲ့အနေအထားဖြစ်နေလိမ့်မယ်အဲ့တော့ Aston ကပညာစာမှာကျွန်တော်တို့ gate keeping post လို့ကျွန်တော်ကပြောကြတယ် gate keeping post တွေရှိဒီ post ကိုရောက်တယ်မလုံနိုင်ရင်ရှေ့ဆက်မသွားဘူးဒီ post ကိုရောက်တယ်မလုံနိုင်ရင်ရှေ့ဆက်မသွားဘူးအဲ့လိုမျိုးတွေရှိရပါတော့ ဲ့တော့ဒီယောဂချီကစ္စာ primary series ရဲ့ဒီ subta kumasana ဒီ now ထက် secondary series နဲ့ဒီ shodana သွားဖို့အတွက်ကို gate keeping post လို့ကျွန်တော်တို့ပြောပါတယ်။ဘာလို့ပြောရလဲဆိုလို့ရှင်ဒီ post ကိုမရရင် secondary series ကိုမကျင့်လို့ ready မဖြစ်သေးဘူးပေါ့နော်။အဲ့တော့ပြောချင်တာကဘာကြောင့်လဲဆိုလို့ရှင် reason why ဆိုတာရှိရသူ့ရဲ့နောက်ကမှာအဖြေပေါ့နော်။အဲ့ဒါဒီကျမတို့ရဲ့အနောက်မှာ left behind the head left behind the neck လေဘင်းနောက်ကို6ကြီးတင်ထားရတဲ့အတွက်ကြောင့်မလို့6မှာ weight ရှိတယ်ကျမတို့ဒီပုံမှန်ထက်ကိုကျမတို့ရဲ့ spine ကိုဗာလဲဆိုလို့ရှိရင် strength ကိုကောင်းကောင်းတိဆောက်ထားမှသာနဲ့ဒါကိုလုပ်နိုင်မှာအဲ့တော့ spine မှာကြောရုပ်မကြီးမှာဒီ forward bending နေ primary series မှာလေ့ကျင့်ခဲ့တာမှာ spine flexion မှာကောင်းကောင်း strength ရှိထားတဲ့ဆိုလို့ရှိရင်ကျမတို့ nadi shoulder na secondary series ကိုသွားတဲ့အချိန်မှာသူဒီ spinal extension လုပ်ဖို့အတွက်ကိုအစင်းနေဖြစ်နေပဲထိရောက်ပြီးတော့အဲကောင်းတဲ့ healthy ဖြစ်တဲ့ bad managing စင်တွေကိုလေ့ကျင့်လို့ရမှာဖြစ်တယ်။ဒါကြောင့်မလို့ stanga yoga မှာတကွက်နဲ့တကွက်ဒီချိတ်ဆက်မှုရှိရယ်ဘလို့တွေချိတ်ဆက်နေလဲပြီးရခါမှာဆိုရင်ဒီကွက်နဲ့ဒီကွက်ဒီဘလို့တွေအဲဘလို့ပြောမလဲသူ့ရဲ့ post ရဲ့ benefit ကိုလည်းရမယ်ပြီးရခါမှာရှေ့ဆက်လည်းသွားလို့ရမယ်အနေထားတွေကို ဘလို့လေးကျင်မလဲဆိုတာကိုကျမတို့တွေကျမနဲ့တူတူဒီချက်ဟင်မာနဲ့တူတူဒီမန္တလေးမှာမျှဝေဖို့အများကြီးရှိတယ်အစတန်ကယောဂကိုသေးသေးချာလေးအသေးစိတ်နက်နက်ရှိုင်းရှိုင်းလေးဝိုင်းဝိုင်းဝိုင်းဘာကြောင့်ဘာကြောင့်ဘာကြောင့်ဆိုရက်ဟာတွေအဖြေလေးတွေရှာရှာပြီးတော့သိသွားမယ်ဆိုလို့ရှင်ကျမတို့ရဲ့ practice တွေမှာပို့ပြီးတော့လဲတိုးတက်နိုင်တယ်ပို့ပြီးတော့လဲ injury gain နိုင်တယ်ပြီးရခါမှာပို့ပြီးတော့လဲတကယ် breath နဲ့ movement ကို synchronize ဖြစ်တဲ့ practices တကယ် meditative practices ကိုရရှိမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ workshop လေးမှာအကျိုးအကြောင်းသင်တဲ့လူတွေနဲ့တွေ့ဆုံပါမယ်လာမယ့်ဒီဇင်ဘာ session နေ့မှာအားလုံးနဲ့တွေ့ဆုံကြပါရစေအားလုံးများကျေးဇူးတင်ပါတယ် Namaste